ပါရှင် Astro Guide Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်အစီအစဉ်ရဲ့2025ခုအောက်တိုဘာလ25ရက်နေ့အတွက်ဆော်ဝဲရှာရန်ဆောင်ရွက်ရမယ့်နှစ်ခတ်အချိန်ခါတွေကိုကျမအိမ်တွင်မွနဲ့မရွှေရုံပြေတို့မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်2025ခုအောက်တိုဘာလ25ရက်စနေနေ့စနေနေ့တာသမီအပေါ်ပုံမူပြီးထီရောက်မှုရှိနိုင်တဲ့ကောင်းမွန်တဲ့နှစ်ခတ်ခုနှစ်ပါးနဲ့မိမိတို့လူငယ်ကိစ္စရပ်များဆောင်ရွက်နိုင်ရန်နှစ်ခတ်အချိန်ကကောင်းမြတ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်နနက်9:16မိနစ်မှနနက်9:36မိနစ်အတွင်းမှာတော့ဖုန်းကန်ကြီးမြင့် င်းမဲ့ဒဏ္ဍာခတ်ဂိမ်းချောက်တဲ့ချိန်မဲ့ဖြစ်ပါရဲ့ရှင်။နန်းနန်း10နာရီ73မိနစ်မှနန်းနန်း10နာရီ33မိနစ်အတွင်းမှာတော့ဇန်ထောင်မြင်ပြီးမြစ်တိုက်ခံကောင်းမှုမဲ့ဆုံးနှက်ခတ်ဂိမ်းချောက်တဲ့ချိန်မဲ့ဖြစ်ပါရဲ့ရှင်။ဒီလေ3နာရီ52မိနစ်မှညနေ4နာရီ12မိနစ်အတွင်းမှာတော့ဘာပဲလုံးလုံးထိုထိရောက်ရှိအောင်မြင်မဲ့ဒီပတိနှက်ခတ်ဂိမ်းချောက်တဲ့ချိန်မဲ့ဖြစ်ပါရဲ့ရှင်။နေ့လေ3နာရီ57မိနစ်မှညနေ4နာရီ10မိနစ်အတွင်းမှာတော့ရာဒူဩစာအနာကြီးမြင်မဲ့ထီးဖြူနှက်ခတ်ဂိမ်းချောက်တဲ့ချိန်မဲ့ဖြစ်ပါရဲ့ရှင်။ နနက်3နာရီ18မိနစ်မှနနက်3နာရီ38မိနစ်အတွင်းမှာတော့အင်ချမ်းမြေရောင်းဝယ်ကိစ္စရပ်တွေအကျိုးပြုစီမဲဆင်ဖြူနက်ခတ်ခင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင် နေလဲ12နာရီ4မိနစ်မှာနေလဲ12နာရီ24မိနစ်အတွင်းမှာတော့ငွေကြေးရွှေငွေရနာအထီကန်ဆတ်မှုကံကောင်းပုံစင်းမဲ့ရနာနှက်ခက်ကင်းချောက်တဲ့ချိန်မဲ့ဖြစ်ပါရဲ့ရှင်ညာ12နာရီ58မိနစ်မှာတောက်ကြနေညာတကောင်ကျော်ပြီးစနေနေ့အကူနနက်12နာရီ18မိနစ်အတွင်းမှာတော့တန်သမီးရနာထုံကားရရှိစေမဲ့တန်တေနှက်ခက်ကင်းချောက်တဲ့ချိန်မဲ့ဖြစ်ပါရဲ့ရှင်ဆလပီဒုတိယအခမ်းကဏ္ဍအနေဖြင့်စနေသားသမီးများပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ဆိုရဲနှခနဲ့ပတ်သက်တဲ့နှခချင်းခါတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ နနံ9:21မိနစ်မှနနံ9:42မိနစ်တွင်မှာတော့ထိခိုက်တကြီးပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ random နောက်ခက်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်7:55မိနစ်မှနနက်7:35မိနစ်တွင်မှာတော့အမှုခင်းပြဿနာစိတ်ပူပန်တောကတွေကိုဖြစ်စေနိုင်တဲ့တောကနှက်ခက်ကင်ကြရတဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်7:00 6မိနစ်မှနေ့လယ်7:26မိနစ်တွင်မှာတော့ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်းနှက်ခက်ကင်ကြရတဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ည7:00မိနစ်မှည7:20မိနစ်အတွင်းမှာတော့မိတ်ဆွေတင်ကားဟာဒီ social ပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်2:35မိနစ်မှနနက်2:55မိနစ်အတွင်းမှာတော့အလုတ်စီပါထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကားနှက်ခတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါရရှင်။ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချိန်ခါရီဆိုရင်တော့စနေသားသမီးများပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချိန်ခါရီပဲဖြစ်ပါရရှင်။ဒီနှက်ခတ်ချိန်ခါရီကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှကိုယ်တိုင်အသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါရရှင်။သမီးတို့ရဲ့ယနေ့နှက်ခတ်အစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးကို